ကောင်မလေးကအသေးရောက်လာတဲ့ရွှေမလေးပါမထင်မှတ်ပဲရောင်မကမိစဖြစ်နေတာကိုသိသွားပါတယ်။သူမရဲ့အထင်မှန်မှန်တီအောင်တိတ်တိတ်လေးတောင်နောက်သွားပြီးတော့ချောင်းကြည့်ပါတယ်။အဲ့အချိန်မှာတော့လင်းမယားနှစ်ယောက်ကမင်္ဂလာဦးညကိုဖြတ်တန်းနေပြီဖြစ်ပါတယ်။မထင်မှတ်ပဲကောင်မလေးတကောလုံးကအမွှေးတောင်နေနဲ့ပြင်းထန်သွားပြီးအနီရောင်အတောင်ပိုင်းကမြေကြီးပေါ်ထိသွားပါတယ်။မိစကလူတက်ဖို့ပြင်ဆင်နေတော့ကောင်လေးတယောက်ရုတ်တရက်ရောက်လာပြီးသူ့ရဲ့အစီအစဉ်တွေကိုဖျက်ဆီးလိုက်တယ်။မင်းကဘာလုပ်လဲ?မင်းလက်ထပ်ထားတာကမိစမှာငါကမိစလာဖမ်းတာမယုံဘူး။မိစဖမ်းတဲ့သူကိုနှိမ်နှင်းဖို့လုပ်ကြတယ်။ မိစားဖန်တဲ့လူကလူတွေနဲ့မတိုက်ခိုက်ချင်တော့ယူဆိုင်လို့ပြောပြီးထွက်သွားတယ်။နောက်နေမှာတော့ကောင်မလေးအခန်းထဲမှာရှိနေတော့ငါးတကောင်ကလေထဲမှာရေကူးနေပါလေ။မိစားဖန်တဲ့သူတွေထွက်လာပြီးဒီကောင်မလေးကတာမန်လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်တာပဲ။ကောင်မလေးမထွက်သွားခင်မိစားဖန်တဲ့လူကအမြန်ပြေးသွားပြီးတော့အင်္ဂါသူတွေကိုပြော့ပြခိုင်းနေ။ကောင်မလေးကဟန်ဆောင်သဘောတူလိုက်ပြီးအခန်းရှိရောက်တော့ခဲကြပါဦးလို့អော်တယ်။အခန်းထဲရောက်တော့မိစားဖန်တဲ့သူကိုရှာမတွေ့တော့ဘူး။ကောင်မလေးကရောင်မစီသွားပြီးလုံခြုံရဲလာသွားမိပါလေ။ ရောင်မာကကမာလီလက်ကိုကင်လိုက်ပြီးမျက်နှာလေးကိုစတိုက်ထိနေပါလေ။ကမာလီလည်းကြောက်လာပြီးပရင်မောက်သွားဖွင့်တော့ရောင်မာရဲ့ရိတ်ကနေရုတ်တရက်အတောင်မှထွက်လာတယ်။ကမာလီထွက်သွားတာကိုကြည့်ပြီးမိစ္ဆာမလည်းသူ့ရဲ့ပုံစံအစစ်ကိုတာမန်လူတစ်ယောက်ကမြင်ရတော့အံ့ဩသွားတယ်။ကမာလီမိစ္ဆာဖန်တဲ့သူကိုရှာနေတော့ယုံလေးတစ်ကောင်ကသူ့ကိုဆွဲဆောင်ထားတယ်။ကမာလီတယောက်တည်းရှောက်သွားနေတော့မိစ္ဆာဖန်တဲ့ကောင်လေးနဲ့တွေ့ပါတယ်။ကမာလီလည်းနောက်သားရသွားပြီးသူများတွေမမြင်ရတဲ့ရောင်မာကမိစ္ဆာဖြစ်နေတာကိုသူကဘာလို့မြင်ရတာလဲဆိုတော့သိကျင်နေမိပါတယ် မိစ္ဆာကောင်လေးကကောင်းမလေးမှာထူဆန်းတဲ့အစွမ်းရှိတာလို့ထင်နေပါဗျ။ကဘာပေါ်မှာမိစ္ဆာမရှိတာပဲဖြစ်နိုင်ပါမလဲ။နှစ်ယောက်သားစကားပြောပြီးတော့အမောင်နဲ့မှအကြီးကြီးတခုကသူတို့နားလျှောက်လာတယ်။ကောင်မလေးနားရောက်လာပြီးကောင်မလေးကိုဆိုင်ကြည့်နေတယ်။ကောင်မလေးကကြောက်နေတော့ကောင်မလေးကိုအရက်တစ်စလုံးတိုက်နေပါဗျ။မိစ္ဆာဖန်တဲ့ကောင်လေးကကောင်မလေးကိုတောင်နှက်တွေကကောင်းကြည့်ပေးတာလို့ပြောပြတယ်။ဒါကသူတို့မင်းကိုပေးတဲ့လက်ဆောင်ပဲအရက်တိုက်တာမတောက်ရင်မင်းကရက်ကိုစော်ကားသလိုဖြစ်သွားမှာနော်ကောင်မလေးလည်းအရက်စလုံးကိုကင်လိုက်ပြီးတစ်ကြိုက်သေးတောက်ချလိုက်တယ် တောက်ပြီးတော့တောင်နဲ့တွေလည်းစိတ်ချနေပြီးထွက်သွားကြတယ်။ကောင်မလေးကမိစားဖန်းတဲ့သူသူ့တခင်လေးကိုကယ်နိုင်ဖို့မျှော်လင့်နေပါတယ်။မိစားဖန်းတဲ့သူကသူ့ရောင်မအခြေအနေကိုပြောပြတယ်။အဲ့ဒီမိစားကမျက်နာအတွက်လူတွေရဲ့အတန်အိုးကိုစာရတယ်။မိစားဖန်းတဲ့ကောင်လေးကစိတ်ထုတ်လိုက်ပြီးကောင်မလေးကိုသူ့တခင်ကိုတိုက်ခိုင်းပါတယ်။အချိန်ခဏလေးတော့မင်းရဲ့တခင်ကိုကာကွယ်ပေးလိမ့်မယ်။ကောင်မလေးကစေချိုပြီးတော့သူ့တခင်ကိုတောက်ခိုင်းပါတယ်။တခင်ဖြစ်သူလည်းအများကြီးမတွေ့ပဲစေးကိုတောက်ချလိုက်တယ်။ ညရောက်တော့မိစာမကယောက်ျားနာကပ်လာတယ်။ယောက်ျားရဲ့မွေပြန့်နေတဲ့ခန္ဓာကိုယ်ကိုနန်းနေတော့မှသူမကြိုက်တဲ့အနံ့တစ်ခုရလိုက်တာမို့မျက်နှာအမူအရာတစ်ချက်ပြောင်းသွားပြီးကောင်မလေးလက်ချက်မှန်းတည်သွားတယ်။နောက်နေမှာတော့မိစာမကကောင်မလေးကိုမနေ့ကစီကမင်းတိုက်လိုက်တာလားဆိုပြီးရွေချက်ရှိရှိမေးလိုက်တယ်။ကောင်မလေးကလည်းဝန်ခံလိုက်တယ်။ညီမလေးကအရင်သဘောကောင်းတာပဲ။အမအခန်းထဲမှာထိုင်ပြီးသွားပြောရအောင်လေ။ကောင်မလေးကမလိုက်ရတော့ခဏနေရင်သွားစရာကိစ္စရှိတယ်ဆိုပြီးထွက်သွားတော့မိစာမလည်းစိတ်တူသွားတယ် ညာရောက်တော့မိစာမကကောင်မလေးကိုတတ်ဖို့လုပ်တယ်။တလန်လုံးတချင်းဆိုလာပြီးတချင်းကြားတဲ့သူတိုင်းမိလဲသွားကြတယ်။မိစာမလည်းသူ့တချင်းကိုကြားတဲ့သူတိုင်းမိလဲသွားပြီးမှကောင်မလေးကမိမလဲသွားတော့ထူးဆန်းနေပါလေ။ကောင်မလေးလည်းဘာမှမပြောနိုင်ပဲကြောက်လန့်နေတယ်။မိစာမကအတမန်တွေဖြတ်ချလိုက်တော့ကောင်မလေးကြောက်လန့်ကြထွက်ပြေးခြင်းပေမဲ့နောက်ကျသွားပါပြီ။ညီမလေးရေဘယ်ပြေးကျင်လို့လဲ။မင်းရဲ့အတန်အိုးလေးကချစ်စရာလေးငါစားလိုက်တော့မယ်နော်။ကောင်မလေးလည်းမိစာမကိုရိုက်ပေးမယ်မထီပါဘူး။မိစာမကကောင်မလေးကိုတတ်ဖို့လို့တော့မိစာဖန်တဲ့သူရောက်လာတယ်။မင်းပဲလား မိစ္ဆာမကကောင်မလေးကိုမင်းရဲ့တခင်ကိုငါတတ်မှာမဟုတ်ဘူးငါသူ့ကိုတကယ်ချစ်တာလို့ပြောပြီးပျောက်ကွယ်သွားတော့တယ်ငါသူ့ကိုတကယ်ချစ်တာ30စက္ကန့်နဲ့ဖုန်းအားပြည့်အောင်တွင်းလို့ရပါတယ်ဒီဆက်ကတော့ပမုံမီကင်ဆက်လေးနဲ့ပုံစံတူပါတယ်နာမည်ကတော့ဖုန်းအားတွင်းတဲ့ဆက်လေးလို့ခေါ်ပါတယ်တခါလေးထိုးထည့်ပြီးတွင်းတဲ့ယုံနဲ့အပြည့်သွားပါပြီအပြည့်သွားပြီဆိုရင်တော့ဖုန်းကိုထုတ်လိုက်ယုံပါပဲဆက်အတွင်းပိုင်းထဲမှာဆိုရင်တော့တခဲ9တုံးရှိပါတယ်တခဲ2တုံးစီမှာအား3500ရှိပါတယ်အဲ့ဒီဆက်နဲ့တွဲဖက်သုံးဖို့ဖုန်းကပါလေးလေးရှိပါတယ် အထဲမှာတော့စတဲ့ဆက်ထားတဲ့အပိုင်းရှိပြီးအာသွင်းရဲ့အဓိကသုံးလုံးရတဲ့ဖုန်းကဘာလေးပါ။အာသွင်းရဲ့ဆက်တွေကိုထည့်လိုက်မယ်ဆိုရင်တော့ဖုန်းကဘာလေးကတခဲကပါဝါဘန်းလိုမျိုးလေးဖြစ်သွားတယ်။ဖုန်းကဘာရောအာသွင်းဆက်ရောကအာသွင်းရဲ့လောက်ရက်ကိုပဲအမြန်လုပေးပြီးနောက်ဆုံးမှာတော့အားပြည့်သွားတာနဲ့ဖုန်းကိုထုတ်လိုက်လို့ရပါတယ်။ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ဖုန်းကအမြန်ပြည့်ချင်တဲ့သူတွေဆိုရင်တော့ဒီဆက်လေးကိုဝယ်ထားသင့်ပါတယ်။